ထိုင်းမြန်မာနယ်စပ်မှာနှစ်ပေါင်း30နီးပါးခိုလုံနေတဲ့မြန်မာဒုက္ခသည်တွေကိုနေရက်ပြန်ပို့နိုင်ရေးအတွက်ထိုင်းပြည်တွင်းလုံခြုံရေးဌာနကဦးစီးပြီးတော့၃ရက်ကြာဆွေးနွေးပွဲစတင်တဲ့အကြောင်းကိုတော့ဒေါက်ကင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ထိုင်းပြည်တွင်းလုံခြုံရေးဌာနကတာဝန်ရှိသူတွေမြန်မာဒုက္ခသည်စခန်းတရှိရာနယ်စပ်လေးခရိုင်ကဒေသဆိုင်ရာကုကဲရေးတပ်မှုတွေထိုင်းပြည်ရဲ့ဌာနကတာဝန်ရှိသူတွေနဲ့အတူ UNHCR အပါအဝင်ဒုက္ခသည်ရေးစောင့်ရနေတဲ့ အချို့ရမဟုတ်တဲ့အဖွဲ့အစည်းတွေပူပေါင်းပြီးမြန်မာဒုက္ခသည်တွေကိုနေရပြန်ပို့နိုင်ရေးအတွက်ဂျွန်လာ18ရက်နေ့ကမဲဆောက်မြို့မှာစတင်ဆွေးနွေးနေကြတာပါ။ตอนนี้ก็รอรอความหวังแม่วันนี้ครับมาช่วยกันระดมความคิดเห็นกันนะว่าเจ้สุนิชีปีလေထိုင်လာကြတဲ့မြန်မာဒုက္ခသည်တွေအတွက်ဘလို့အကူအညီတွေပေးနိုင်မလဲဆိုတာကိုတွင်းနေကြမယ်လို့ထိုင်းနိုင်ငံပြည်တွင်းရေးလုံခြုံရေးဌာနကယူဟာမူဘုံမူကြီးကတွင်းနေပွဲမှာပြောဆိုခဲ့ပါတယ် ။တွင်တွင်ပွဲကိုဂျွန်လ19ရက်နေ့ကနေ19ရက်နေ့ထိတုံးရက်ကြာကျင်းပမှာဖြစ်ပြီးနောက်ဆုံးနေ့မှာမြမဒုက္ခတွေတွေနေရက်ပြောင်းရင်မပြောင်းရင်ဆိုတဲ့သုံးဖြတ်ချက်တရက်ကိုချမှတ်နိုင်မှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။ထိုင်းဘက်ကပြုလုပ်တဲ့မြမဒုက္ခတွေတွေနေရက်ပြောင်းရင်အလုံယုံသွင်းနေပွဲကိုအခုလိုအနေအမြန်ပြုလုပ်တာဟာမြမဒုက္ခတွေတွေကို ထိုင်းဘက်ကနေနေရက်ပြောင်းဖို့ဖြစ်နိုင်ရေးပုံများသွားပြီလို့မြမဒုက္ခတွေအရေးကူညီပေးနေသူတွေကသုံးသပ်လိုက်ပါရယ်။ ထိုင်းမြန်မာနယ်စပ်လေးခရိုင်မှာမြမဒုက္ခတဲ့စခန်း၉ခုရှိပြီးမြမဒုက္ခတဲ့တသိန်းခွဲနီးပါးခိုးလုံနေပါတယ်။ကျမခင်မင်းဆိုပါရှင်။